ဘယ်လိုလဲနော်လေတော်တော် Hello အားလုံးပဲမင်္ဂလာပါရှင်ကျွန်မရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာကတော့လူတော်တော်များများသိချင်နေကြတဲ့လာပြီးတော့မေးကြတဲ့ US ကိုသွားချင်နေဆိုလို့ရှိရင်ဘယ်လောက်ကြမလဲဘယ်လောက်ကုန်မလဲဆိုရဲမေးခွန်းပဲဖြစ်ပါတယ်ဒီမေကောင်ကကျမအတွက်လည်းတော်တော်လေးကောင်းစားခဲ့တယ်။ဘာလို့လဲဆိုလို့ရှိရင် process တွေအကုန်လုံးကိုပေါ့နော်ကျမကိုယ်ပါတာကိုယ်ပဲစီစဉ်ခဲ့ရဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်လေးကို mm ခက်ခဲခဲပေါ့နော်အဲ့တော့တခြားသူတွေအတွက်လည်းဒီလိုပဲဖြစ်မှာပဲပေါ့နော်ဒါပေမဲ့အချို့ကုန်ကြမ်းဈေးတွေကိုကျတော့ကျွန်တော်စီးဆက်လို့ရရင်ပေါ့နော်တည်တည်ချာချာလေးတွက်ချက်လို့ရလို့ရှိရင်ကုန်တင်းတလောက်မကုန်မင်းနဲ့ safe လုပ်လို့ရနိုင်တာမျိုးရှိရပေါ့နော်အဲတော့အကျွန်မကနေပြီးတော့တိတိလောက်လေးဝင်မြပေးသွားမယ်ပြီးလို့ရှိရင်ကျွန်မဒီကိုရောက်တာကလည်းတနင်္လာရှိပြီဆိုတော့အချို့ကုန်ကြမ်းစရိတ်တွေကတော့တက်လာမှာပဲပေါ့နော်ဒါပေမဲ့ ဟိုအချို့ဈေးနှုန်းတွေကတော့ fix ဖြစ်နေတာပဲဆိုတော့ကျွန်မအနည်းဆုံးခန့်မှန်းလို့ရအောင်တော့ကျွန်မပြောပြပေးသွားမယ်ပေါ့နော်အဲ့တော့အရင်ဗီဒီယိုကြီးမှာပြောခဲ့တယ်လို့ပဲကြောင်နဲ့တယောက်ကတော့ကုန်ချဈေးကတူမှာမဟုတ်ပါဘူးအဲ့အောင်မထားဖို့ပါပဲနှုံးမလို့ရှင်ဟဲ့ तू ပြောတာကတော့ဒီဒီလောက်ပဲပြောပြီးရောဘာလို့ဒီလိုဈေးဖြစ်နေရလဲအဲ့အလိုမျိုးပေါ့ဖြစ်မှာဆိုလို့ပါပြီးလို့ရှင်လဲကျွန်မက expert တယောက်မဟုတ်တဲ့အတွက်ကြောင့်မို့လို့ဟိုကျွန်မပြောရဲထင်ပါပေါ့နော်အမအရွေးနေပါသွားနိုင်တာရှိပါတယ် ရှိပါလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ခွင့်လွှတ်ပေးပါဆိုတော့ကျွန်မစကားဆက်မများတော့ပေါ့နော်ကျွန်တော်တို့အတူတူဆက်ပြီးရောကြည့်လိုက်ရအောင် Okay အခု solution ကျွန်မ Excel ကိုဖွင့်လိုက်ပါပြီ။ဒါကတော့ကိုအစဉ်ပြေ format နဲ့ကိုမတ်နိုင်ပါတယ် match နဲ့ solution ပေါ့နော်။ကျွန်မအမအကြီးစုတင်ချင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်မမတ်ခိုင်းထားခဲ့လို့ပေါ့နော်။အဲ့တော့အခုပြန်ပြီးတော့ sharing လုပ်တဲ့အခါမှာပို့ပြီးတော့ပြနိုင်နေပေါ့နော်။ ါမဲ့ကျွန်မ organize ဖြစ်တဲ့သူမဟုတ်တဲ့အတွက်ကြောင့်ကျွန်မဒီမှာဆိုရင်မဖြည့်ထားရတယ်တွေးရရပေါ့နော်အဲ့အတွက်လည်းခွင့်လွှတ်ပေးပါဒါမဲ့ကျွန်မအကြံဖြစ်တော့ပြောပြပေးလို့ရရပေါ့နော်ဆိုတော့ကျွန်မတို့ကဒီ product ဥဆုံး column ကကြတော့အမလိုအပ်တဲ့အရာတွေပေါ့နော်အမဝယ်စရာရှိတဲ့ဟာတွေဒီမှာထားမယ်ပြီးတော့ကျွန်တော်တို့ဒါတော့ကျွန်မဒေါ်လာထားတယ်ပြီးတော့မြန်မာငွေပြီးတော့ရှင်တော့ date ပေါ့နော်ဒါကိုအဆင်ပြေရ format နဲ့ comment နိုင်ပါတယ်ကျွန်မရဲ့ original file က .word document theme လောက်ထားဖြစ်ပါတယ် ရှင်းပြမှာဆိုလို့ရှိရင်တော့ exam နဲ့ပို့ပြီးသင်တာမြင်တာရှိရပေါ့ဒီခါလေးတွက်ပြလို့လည်းရရဆို exam နဲ့ပဲပြောပြပေးပါမယ်ရှင်ပထမဦးဆုံးအချက်အနေနဲ့ကျွန်တော်တို့ဘယ်မှာစပြီးရောကုန်မလဲဆိုရင်ကျောင်းလျှောက်တဲ့အခါမှာဖြစ်ပါတယ်ကျောင်းလျှောက်တဲ့အခါမှာဘယ်နေရာမှာကုန်မလဲဆိုလို့ရှိရင်တော့ဒါလေကျောင်းတချောင်းနဲ့တချောင်းမတူပေါ့နော်အဲ့တော့အချို့ကျောင်းတွေကျတော့ application fees တောင်းနေအချို့ကျတော့မတောင်းပေါ့နော်အကယ်၍တောင်းနေဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာစပြီးရောကုန်မယ်ပေါ့နော်အဲ့တော့အဲ့ဒီဈေးနှုန်းကလည်းကျောင်းနဲ့ကျောင်းမတူဘူး ဒေါ်လာ50ဖြစ်ချင်လည်းဖြစ်မယ်85ဖြစ်ချင်လည်းဖြစ်မယ်100ဖြစ်ချင်လည်းဖြစ်မယ်ပေါ့နော်အဲ့တော့အပေါ်မှာမူတည်ပါမယ်ပြီးလို့ရှိရင်ကျမတို့ကဒီကြောင်းကနေပြီးတော့ကျမကြောင်းရှောက်တဲ့ခါမှာကျွန်တော်တို့ bank statement တောင်းနေပေါ့နော်အဲ့တော့ bank statement တောင်းဖို့အတွက်ကိုကျမတို့ bank သွားပြီးတော့တောင်းရပါတယ်အဲ့တော့ကျမခင်ဗျာတောင်းကုန်လားလားမသိဘူးအဲ့ထက်ရုံရင်လည်းရုံမယ်ပေါ့နော်ကျမဒီစီးနှုန်းကိုတိတ်ပြီးတော့ မမှတ်မိရောပါဘူးအဲ့တော့အခုဇင်းလုံးနဲ့ပေါ့နော်ဆိုတော့ကျွန်မ bank statement ဖို့ရှိပါမယ်ပြီးတော့လို့ရှိရင်ကျမတို့ကဒီ passport တွေကို scan လုပ်ရမှာဆိုတော့မကုန်ဘူးဒါပေမဲ့ကိုယ့်ရဲ့အမှတ်စရင်းတွေကမြန်မာလိုမျိုးပဲဖြစ်နေရဆိုလို့ရှိရင်တော့ကျမတို့ notary ပြန်ဖို့လိုအပ်ပါတယ်အဲ့တော့ကျမအကြံပေးချင်တာအကြံပေးချင်တာခါကြတော့ notary လောက်ပါလို့ဒီကိုယ့်ရဲ့မြန်မာလိုမှာအမှတ်စရင်းတွေအကုန်လုံးအဲ့လိုမျိုးဆိုကိုယ့်မှာအဆင်သင့်ဖြစ်တော့ဗောနော်ဒီခါလေးပို့ပေးလို့ရတာပေါ့ကျမတို့ကတော့ကျမ လူကောင်တောင်းရင်မလုပ်ဘောကျွန်မ online နေပဲလုပ်လိုက်တယ်ဗောနော်ကျွန်မတော့လုပ်တော့ကျွန်မ knowledge world နဲ့လာမသိလို့တော့တော်တော်အဆင်ပြေပါတယ်ဆိုတော့ notary ပြန်ပြီးတော့ပို့လိုက်မယ်ဗောအဲ့တော့ကျွန်မကြောင်းလေးလျှောက်ပြီးသွားပြီးရပြီးကျွန်မ visa လျှောက်ဖို့ဗောနော်လုံးဝစနစ်ဖြစ်သွားပြီဆိုလို့ရှင်တော့ကျွန်တော် visa interview လေးရသွားပြီဗောနော်ဆိုကြပါစို့ဆိုတော့ကျွန်တော် civics fees ပေးရပါတယ်သူကဒေါ်လာ350ကျပါတယ်ကျွန်မတုန်းကတော့ဒီမြန်မာဘဏ်ကတ်နဲ့ပဲပေးလိုက်တယ်ဗောနော်မြန်မာဘဏ်ကတ်မှာ visa currency uh sorry US ဒီ currency ရှေ့ဟာနဲ့ပြီးခဲ့ပါတယ် service fees ကတော့တနစ်ခံနေပါတော့အာဒါကတော့ကျွန်မနောက်ဗီဒီယိုမှာအဆင်ပြေပြီလို့ပြောပြပေးသွားပါမယ်ဒီထပ်ပို့ပြီးတော့နောက်တစ်ခုကတော့ကျွန်မ visa interview လုပ်တဲ့နေ့ပါပေါ့နော်ကုန်ကြမ်းစရိတ်တွေဖြစ်ပါတယ်ဒါကတော့ကျွန်မ DS160 form 4ပေါ့နော်ဒေါ်လာ160ကျပါတယ်အာဟိုနေ့က update news တွေ့ရကကြတော့ မေလ30ရက်နေ့ကစပြီးတော့ဒေါ်လာ185ဖြစ်သွားမယ်ပေါ့နော်ဆိုတော့ဒီနေရာမှာမေလ30ရက်ကျော်တိုင်းเนาะ185ပေါ့နော်အဲ့တော့ကျမတို့ကဘာလို့အုံးလဲဆိုရှင်ရင်ဒီ interview ဖြစ်မယ်နေ့မှာကျမတို့ print ထုတ်သွားမယ်စာရွက်လေးရှိရယ်เนาะအဲ့တော့ကျမ print ထုတ်တဲ့ခါတို့ copy လုပ်တဲ့ခါတို့အဲအဲ့ဟာတွေကိုကျတော့ထည့်လိုက်ပေါ့ကျမတတောင်းပေါ့နော်ထည့်လိုက်တယ်ဒါကတော့ကို print ထုတ်တဲ့ထုတ်တဲ့လောက်ပေါ့ဥမာ print အိမ်မှာ printer ရှိရယ်ဆိုလို့ရှင်လည်းအဆင်ပြေအောင်ပေါ့နော် အဲ့တော့အဲ့ဒါကုန်ပါမယ်။ Okay ကျွန်တော်ဗီဇာလဲရပြီကျောင်းလဲရှောက်ပြီးသွားပြီဆိုတော့ကျွန်တော်ဘာအစင်းသဖြစ်နေပြီလဲဆိုရင်ကျွန်တော်တို့လေရင်လက်မှတ်ဝယ်ဖို့အစင်းသဖြစ်နေပါပြီเนาะအဲ့တော့လေလမ်းမနဲ့ပတ်သက်ပြီးတော့ကြတော့အခုဆိုရင် travel agent နေလဲအရင်များတယ်ပေါ့နော်ကျမအကြံပေးချင်တာကတခုထဲမှာပဲတခါတည်းမဝင်လိုက်နဲ့ပေါ့နော် ၃ခုလောက်လိုက်မေးလိုက်မေးပြီးတော့မှဇင်းနှုံတက်တာတယ်ပြီးလို့ရှိရင်ကိုနဲ့ပို့ပြီးတော့အဆင်ပြေလမ်းကြောင်းပေါ့နော်အဲ့လိုမျိုးအဆင်ပြေဟာကိုပဲရွေးဝယ်ပါကျမကလည်းတော့လည်းလိုက်မိခဲ့တယ်။ဒါပေမဲ့ကျမကတော့ agent နဲ့မဝယ်ခဲ့ဘူးပေါ့နော်။ကျမကိုပါတာကိုပဲဝယ်ခဲ့ရပါ။ website ကနေဝယ်တာပါ။ priceline.com ကဖြစ်ပါတယ်။ကျမ description မှာထည့်ထားပေးမယ်ပေါ့နော်။အဲ့တော့ကျမမြန်မာကနေပြီးတော့ Kuala Lumpur ကိုကြတော့ MAI ကဝယ်တယ်ပေါ့နော်။ ပြီးတော့မှ Qatar Airways နဲ့ပေါ့နော် Kuala Lumpur နဲ့ပြီးတော့ US တွေရဖြစ်ပါတယ်အဲ့တော့ဈေးတက်တာနေပေါ့နော်တခြား high နဲ့ရှင်ဘာလို့ agent နေလဲကျတော့ agent fees ပါညာလဲရှိအောင်မှဆိုတော့လေအနည်းဆုံး1000ကျော်လဲကြာရင်ကြာမှာပေါ့နော်ဒါတော့ကျွန်မဈေးနှုန်းကကျတော့မပြောတတ်ဘူးပြီးလို့ရှိရင်ဈေးနှုန်းကကျတော့လေကိုသွားမယ့်နေရာပေါ့လဲမူတည်တရားပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါမှကျွန်မ claim ကတော့တက်တာလို့ပြောလို့ရတယ်ပေါ့နော်သူများဒီ agent နေပါလိမ့်ဈေးကနေဝယ်ရတယ်ဆိုင်လို့ရှိရင် okay ဲ့တော့ကျွန်မ flight ticket လည်းဝယ်ပြီးသွားပြီပေါ့နော်ဝယ်ပြီးသွားပြီဆိုတော့ရှင်ကျွန်မဒီဟာကျွန်တော်အတွက်အရေးအရေးကြီးရပေါ့နော်ကျန်တဲ့သူတချို့တွက်လည်းအရေးကြီးမယ်လို့ထင်တယ်ပေါ့နော်သွားစီခံပြလာခဲ့ပါလို့ဘာလို့လဲဆိုတော့ရှင်ဒီမှာအရင်စီးကြီးပါတယ်သွားလို့ဖို့ကနေကိုယ်မ insurance ရှိသည့်တိုင်အောင်ပေါ့နော်ကဲကွာတော့ဥမာကွာဒီရောက်မှပဲဟွန်းအန်ဇုံနေရဆင်မပြေရတော့အဲ့လိုမျိုးဘာညာကွကွာဖြစ်တယ်ဆိုလို့ရှင်စီချီးရေပေါ့နော်အဲ့ဒါကြောင့်မလို့ကွာဟို ဒါမဲ့တချို့ကိစ္စမှာတော့ကွာကိုကတော့လှုပ်လာခဲ့ရမယ်ဒါမဲ့ဒီရောက်ရင်တော့လေဖြစ်လာနိုင်တာပေါ့နော်အဲ့လိုမျိုးလေဖြစ်တတ်ပါတယ်ဆိုတော့သွားစေခံပြလာခဲ့ပါရှင်အဲ့ဒါပြီးသွားပြီးလို့ရှိရင်တော့ကျွန်တော် banks ပေါ့နော်ဒါ banks ဆိုဘာလို့ရေးထားလဲဆိုရင်ဒါကကျွန်တော်ဥမာကိုကကတ်သေးပါရယူသွားမယ်ပေါ့နော်ဥမာ visa ကတ်သေးပါရဒီမြန်မာက visa ကတ်သေးပါယူသွားမယ်ဟိုမှာလေဒီမှာအိမ်ကနေဘာညာပို့ပေးလို့ရရမယ့်ဟာမျိုးဆိုလို့ရှိရင်တော့ဒါ expire date တွေပါရပေါ့နော်ဥမာတတန်တိုးတာမျိုး ါမှမဟုတ်လို့ရှိရင်လည်းကက်အတက်လောက်တာမျိုးအဲ့လိုမျိုးလောက်လာခဲ့ပေါ့နော်အဲ့တော့ကုန်ကြစီကတော့ရှိနေရှိပေါ့နော်မရှိနေမရှိပေါ့ Okay ပြီးတော့နောက်တစ်ခုကကျမတို့ကစနစ်ဖြစ်နေပြီလीနော်လက်မှတ်တွေပါရလဲဖြတ်ပြီးသွားပြီဆိုတော့ကျတို့ခยีသွားဖို့တာစပြီးဝယ်ရတော့မှာပေါ့နော်အဲ့တော့ကျမအတွက်ဆိုလို့ရှိရင်တော့ကျွန်တော် luggage ပေါ့နော်ကျွန်တော် luggage ကကျွန်တော်အမားကြီးစီကနေပြီးတော့လက်ဆောင်ရအောင်ဆိုတော့ကျွန်တော်တတ်တာရောပေါ့နော် ပုံမှန်ဆိုရင်တော့ကျွန်တော်တိန်းချော်ပြီးတော့ပေးရမယ်နဲ့တွေ့ဒါပေမဲ့ရှိထားတော့လည်းအဆင်ပြေရပါတော့အကယ်၍ရှိရဆိုလို့ရှိရင်လည်းကိုဒီမှာထည့်ပေါင်းလိုက်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်အဲ့နဲ့အချီပေါ့နော်ကျွန်တော် ဟိုချုပ်လောက်တာတော့ကျွန်မမရဘူးဗောဒါမဲ့လည်းအော်ဒါလိုအပ်တယ်ဗောနော်ဆိုတော့ကျွန်မဝေလာခဲ့ရဖြစ်ပါတယ်ဈေးပေါ်ပါတယ်900တထောင်အလောက်ပဲရှိရဒါမဲ့ဒီဒီမှာလည်းရှိရ US မှာလည်းရှိရဗောနော်အရင်တော့စိတ်ပူဖို့မလိုဒီမှာဒီအောင်လည်းဝေလို့ရပါတယ်ကျွန်မကတော့မရှိဘူးထင်ခဲ့ရဘူးဘာလို့ဆိုအော်ကိုရီအာရှနေဗောနော်ပုံစံမတူဘူးဆိုပြီးတော့ဒါမဲ့ဒီမှာရှိပါတယ်လို့နောက်တစ်ခုကကြတော့ skin care ဗောနော်ဒါကကြတော့ main ကလေးအတွက်ကတော့ပို့ပြီးတော့ concern ဖြစ်နေတူပါတယ် ။ဘာလို့ဆိုကျမကလည်းနည်းနည်း skin care crazy ဆိုတော့လေအဆိပ်ပူတာပေါ့နော်။သူများရရတော့ပြောပါရဲ့ဒီ US မှာအကုန်ရှင်းရဲ့ဘာမှစိတ်ဖူးစရာမလိုဘူးဝယ်မလာနဲ့အဲ့လိုမျိုးပေါ့နော်ဒါမှကျွန်မအနေနဲ့အချက်ပေးချင်တာဆိုတော့ကျွန်တော်6လ3လောက်တော့ဝယ်လာခဲ့ပါလို့ဘာလို့လဲဆိုကို skin ကကိုဒီပစ္စည်းနဲ့ပဲအဆင်ပြေနေရဲ့ကျွန်မတုံးခဲ့ရဆိုဆို Korean products Korean products တုံးခဲ့ပါနော်အဲ့တော့ အဲဒီမှာဆိုလို့ရှိရင်တော့ချိုဟိုင်တော့ရှိရဲချိုဟိုင်ရောမရှိဘူးဆိုတော့ကိုက6လစာဝယ်လာဆိုလို့ရှိရင်တော့အဆင်ပြေရပေါ့နော်ဒီဟာကုံသွားပြီးတော့မှဖြည်းဖြည်းဝယ်ပေါ့နော်ဘာလို့ဆိုရရောက်ချင်းကဲကိုပစ္စည်းပိုင်းမဝယ်လာအောင်ဆိုရင်ရရောက်ချင်းသူ့ရဲ့ဟာပဲဝယ်ဆိုအဆင်မပြေရတွေဖြစ်မှာဆိုလို့ပေါ့နော်အဲတော့ကျမဒါတော့တင်းတော့ပေါ့နော်ဘယ်လောက်ကြာခဲ့လဲတော့မမေအဲ ခက်မှန်းချေပေါ့နော်ထည့်လိုက်ပါတယ်ပြီးလို့ရှိရင်တော့အကို job ပို့လဲအေးယူသွားရမယ်ပေါ့နော်ယူသွားရမယ်ဆိုတော့ကိုလိုတယ်ပေါ့နော်ကိုရှိရောလဲရှိဟာပဲယူသွားပေါ့နော်မရှိဘူးဆိုလို့ရှိရင်လဲဝယ်ပေါ့ကျွန်မဝယ်ခဲ့အတွက်ကျွန်တော်ထည့်လိုက်ပါတယ်ပြီးလို့ရှိရင်တော့အဆုံအလင်းဒီကိုဖုန်းကို laptop နဲ့ပတ်သက်တဲ့ဂျိုဂရီယာတွေကိုကျမကတော့ဝယ်သွားတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျတော့1000ခွဲလောက်ကြာရယ်ပေါ့နော် ဘာလို့လဲဆိုတော့ပို့တွေပါပဲဗောနော်ဟိုရကျွန်မကတော့လေကျွန်မရဲ့ရည်ရွယ်ချက်ကကြတော့ဒီ US ရောက်မှပဲမဝင်ချင်ဘူးဘာလို့လဲဆိုတော့တခါမှမရောက်ဘူးလေနော်တခါမှမရောက်ဘူးရဲ့တော့ကြောင့်မလို့ဟိုမှာဘလို့အခြေအနေရှိလဲမသိဘူးလေအဲ့လိုမျိုးဆိုတော့ကောင်းပါဈေးကြီးရယ်ကောပတ်သက်မရှိဘူးဆိုတော့ဘလို့လုံးလဲအဲ့တော့ဒီမြန်မာမှာပုံဈေးပေါ့ရယ်ဗောနော်ဈေးတက်တာရယ်ဆိုတော့တခါလေးဝယ်သွားလိုက်တာအကောင်းဆုံးပြီးမှမှနောက်ဝယ်ရောလဲဝယ်မဝယ်ရောလဲဝယ်ဗောနော်ဆက်ဖြစ်ဗောနော်အဲ့လိုမျိုးအနေနဲ့ကျွန်မစဉ်းစားပြီးတော့ဝယ်ခဲ့ရဖြစ်ပါတယ် အပြီးတော့ရှင်အင်ဂျီရေဟွာလေးပေါ့နော်ဘောင်းဘီတွေပေါ့နော်အဲ့ဒီကကိုသွားမဲ့ယာတီဥတုသွားရမဲ့နေရာယာတီဥတုကိုကြည့်ပါလို့ပြောချင်ပါတယ်အချို့နေရာဆိုရင်အရင်ကျမလာမဲ့နေရာဆိုအရင်အေးရပေါ့အမျိုးဆိုလို့ရှိရင်ဟိုအများကြီးတော့ယူသွားလို့မရဘူးလေနော်အဲ့တော့တက်နိုင်လောက်တော့ပါပေါ့ပြီးတော့ပေါ့နော်ပါပြီးတော့နှွေးမဲ့ဟာမျိုးယူသွားပြီးတော့အများကြီးလည်းမယူသွားဖြစ်ခဲ့ဘောကျမခင်ပါဘာလို့လဲဆိုကျမကျော်အော် US မှာ style တမျိုးဖြစ်မယ်ပေါ့ဒါမဲ့ကို ်သိရမလားဒီ6လလောက်အဆင်ပြေမဲ့ဟာမျိုးတော့ကိုဝယ်တော့ဗောနော်ဟိုရအောင်တော့လည်းဝယ်လို့ရပါရဲ့ခင်ဗျပတ်စံအဆင်ပြေရဆိုလို့ရှိရင်ဗောနော်ဆိုတော့ကျွန်မဝယ်သွားတာတော့ကျွန်မကတော့ကြားတယ်ကျွန်မဘာလို့လဲဆိုကျွန်မ thrift လုပ်ခဲ့ရဖြစ်ပါရဲ့အဲ့တော့အလောက်မကြခဲ့ဗောနော်ကျွန်မခဲ့တော့က covid pcr test ဆေးရပါတယ်အဲ့အတွက်ကျွန်မ3800ကျပါတယ်ဆိုတော့ ခုကတော့မပြောတော့ဆေးရသေးလားမဆေးရသေးလားဆိုတော့ကျမကလေးတော့ဒါတော့ကြိုက်ပါတော့ပြောရှင်ကျမအလိုမဆက်အိတ်တော့ပါတော့လိုအပ်ကြတယ်ပေါ့နော်ဒါထဲကိုလိုအပ်မဲ့ဟာပေါ့နော်ဘာလို့လဲဆိုတော့ဒါကကြတော့အချိုးယောက်ကြလေးတွေအတွက်ကြတော့ကိုက်ညီချင်မကိုက်ညီမလေးဘာလို့လဲဆိုတော့ယောက်ကြလေးကြောရရင်စင်ပြေရဲ့အလိုရောင်းမဝယ်အဲ့လိုမျိုးပေါ့ကျမကြောနည်းနည်းစိတ်ပူတက်တဲ့ပါတော့ကျမအကုန်ဝယ်သွားပါတယ်လို့ရှင်တော့ underwear ပါမယ်အော် ပြီးတော့ကျမနောက်ထပ်အချက်ကလေးပြောချင်တာကတော့ formal suit လေး အဲ့လိုမျိုးဝယ်ဖို့ကျွန်မကြံပြုချင်ပါတယ်အဆိုတော့အေးဖိုးလေးပိုင်းပါမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်မသွားမယ့်နေရာရဲ့ရာသီဥတုကအေးရဲ့အတွက်ကြောင့်မလို့အာ glove on အမှန်ကျွန်မဝယ်တက်ပါတယ်ကျွန်မမဝယ်ခဲ့ပါဘူးအဲ့တော့ကျွန်မ US ရောက်မှဝယ်ခဲ့ရပါတယ်ရှင်လက်အိတ်ပါမယ်ပြီးအုတ်ထုပ်လေးပေါ့နော်အုတ်ထုပ်ကကျွန်မတခုတော့ယူပါတယ် နေနွေရဲ့ဟာပေါ့နော်အဆင်ပြေပါပြီးလို့ရှိရင်တော့အဲ့လိုမျိုးဒေဗင်နွေရဲ့ဟာတို့ဘာတို့ပေါ့နော်ဒါကိုလိုရယ်ဆိုလဲဝယ်ပေါ့နော်ဒါကကျွန်မဒီခါရပြချင်အောင်ဖြစ်နေနေတော့စဉ်းစားလို့ရမယ်လို့ထင်တယ်ပေါ့နော်ခြေအိပ်ပါခြေအိပ်ရအရေးကြီးပါတယ်အရင်အရေးကြီးဆိုတာလေဒီမှာခြေအိပ်ရင်ဝတ်ရလေနော်အဲ့တော့ကိုခြေအိပ်လေးတွေကိုယူသွားပါအဲ့တော့ကျွန်တော်တောင်းလို့ပေးပါနော်ဒီမှာအဲ့တော့ကုန်ခဲ့ပါတယ်ပြီးတော့လေစပင်ညက်တဲ့ခါပါနော် အဲ့ဒါလည်းအရေးကြီးရယ်ဘာလို့လဲဆိုတော့ဒါ main ကလေးအတွက်ဒါရောက်ကြလေတော့လေတူတူတော့ပဲဖြစ်မှာပါကျမဆိုလို့ရှိရင်စပင်ဆိုင်မှာပေါ့နော်ဟိုလိုဆရာလို့နှစ်လောင်းလို့ပုံပုံမသွင်းအဲ့လိုမျိုးပေါ့နော်မျက်ဆရာမလို့ကေညက်ပေးပါဆိုပြီးကျွန်တော်ပြောခဲ့ပါဘာလို့လဲဆိုတော့ဒီ US မှာဈေးကြီးရေပေါ့နော်တော့ဈေးကြီးရအပြင်ကိုအပြင်မဟုတ်ဘူးပေါ့နော်သူတို့ညက်ပေးကေကေကလေအဲ့လိုမျိုးဘယ်လိုပြောမလဲ ကိုရီလိုချင်တဲ့ကိလိုမျိုးတိတ်မဟုတ်ဘောเนาะဒါမဲ့လိုချင်တဲ့ကိညက်ပေးနိုင်တဲ့သူလည်းရှိပါတယ်ဒါမဲ့ဈေးကြီးရယ်ဘောเนาะပြီးတော့ appointment တစ်ခါခါလုပ်ရတာတော်တော်လေးခက်တယ်ဘောเนาะအဲအဲ့လိုမျိုးတွေရှိရယ်ဆိုတော့ကျွန်မတစ်ခါတည်းစပင်းစပင်းနဲ့ပြီးပြတ်လောက်လာခဲ့ဘောเนาะအဲဆိုတော့အခုဆိုလို့ရှိရင်လည်းကျွန်မဒီရှေ့ရတာကိုယ့်ကိုယ်ပဲညက်ထားမညီဘောအရင်တိတာရယ်ဒါမဲ့လည်းအဆင်ပြေပါတယ်အဆင်ပြေရောကိစ္စမရှိဘောเนาะအဲ့တော့နောက်တစ်ခုအစားကျွန်တော်ဆေးနဲ့ပတ်သက်အော်ဆေးနဲ့ပတ်သက်ပြီးတော့လေအရေးကြီးရယ်တိလား စင်းနဲ့ပတ်သက်ပြီးတော့ဘာလို့အရေးကြီးရလဲဆိုလို့ရှိရင်ကျမတို့ဒီ US မှာပေါ့နော်စေရှိရဲဒါပေမဲ့ကိုတောင်းနေကြစီဘာတွေကြတော့လေအဲ့လိုမျိုးမရှိတတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကတောင်းနေကြစေရှိရဲဆိုရင်တခိုင်းယူလာခဲ့ပါဘာလို့လဲဆိုတော့လေပို့လို့ရရ US ကိုလေမြန်မာကနေပြီးတော့ပစ္စည်းပို့လို့ရဒါပေမဲ့စေးဆိုရင်သူကဈေးရင်းကြီးရဲ့ပေါ့နော်အဲ့ဒါကြောင့်မလို့ စေးထေချာယူလာခဲ့ပါလို့ပြောချင်ပါတယ်။နောက်တစ်ခါတော့ဒါအမျိုးသမီးဆိုလို့ရှိရင်လည်းဖတ်တွေ့ပါရေးပေါ့နော်ဒါဝေလာခဲ့ပါလို့အေးပစ္စည်းရကျွန်တော်ဒီမှာဆိုလဲအဆင်ပြေရေပေါ့နော်တိတ်ပြောဝယ်စရာမလိုဘူးအဲလိုကြောင်းမဆိုရင်လည်း free ပေးထားတယ်ဒါပေမဲ့ကိုကအမျိုးဆိုးဆိုးရင်တက်တဲ့စိတ်ပူတက်တဲ့ဆိုလို့ရှိရင်တော့ဝေလာခဲ့အကောင်းဆုံးပါပဲရှင်။နောက်တစ်ခါတော့ကျွန်တော်မျက်မှန်ပေါ့နော်မျက်မှန်ကလည်းအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ဒီမှာလည်းမျက်မျက်စိစေခန်းစီကြီးရေပေါ့နော်အဲ့တော့ကျွန်တော်တို့မြန်မန်တွေကိုတခါရေလောက်လာခဲ့ပါအကယ်၍ကိုကဒီ ညမှန်လို့ပဲသူဆိုလို့ရှင်လေနလာ3လက်3လက်လောက်ယူလာခဲ့လိုက်အဲ့တော့အဖိုခရှိမယ်ပြီးလို့ရှင်တော့လက်သိန်းညက်တို့ဘာလို့ဒါတော့အခြေခံပစ္စည်းပဲလေနော်ဒါပေမဲ့မိမှာဆိုကျွန်မထည့်ထားပေးလိုက်တယ်နော်ပြီးလို့ရှင် max တွေပါရော max ကျွန်မအိမ်မှာရှိရလေးပဲယူလာလိုက်ပါတယ်ပြီးတော့ဒီအခု US မှာဆိုလို့ရှင်လည်း free တော်တော်များများရရနေနော်အဲ့တော့အဆင်ပြေပါတယ်ပြီးလို့ရှင်တော့ဖနက်လေရေးကြည့်ရပါတော့ဒီမှာလေး slipper တွေပါတိတ်ပြီးတော့မတွေ့အခုကိုယ် ကိုကြိုက်တဲ့ style တိတ်မရှိဘူးเนาะအဲ့မျိုးဆိုတော့တခါလေးတိတ်လာခဲ့ပါတယ်ပြီးတော့လေ shoe အများဆုံးပဲစီးရတာဆိုတော့လေပြီးလို့ရှိရင်တော့ကျမတို့ traditional dress ပေါ့နော်မြန်မာဝတ်စုံဘာညာမဖော်မဝတ်စုံဖြစ်ဖြစ်မဲအဲ့တော့ကျမချုပ်လာခဲ့ရဆိုအလောက်ကုန်နေပေါ့ပြီးတော့ပေါ့နော်တော့လေဒီမှာတော့ရှေ့ဝယ်လို့ရတယ်ဒါမဲ့ ကျမတော့တည်လာခဲ့ပါတယ်။ဝင်ရအလွယ်လေးနော်ကိုရီစီမှာကျတော့အဲ့တော့အာထောင်လောက်ပေါ့နော်။ပြီးလို့ရှင်တော့ဒီ swimming suit နဲ့ပတ်သက်ပြီးတော့ကျတော့ဒါ sport လို့ကျမ ြောချင်တယ်ဗောနော်ဒီ generally ဆိုလို့ရှိရင်ကိုလောက်တတ်တဲ့အာကစားနဲ့ပတ်သက်ပြီးရောယူလာခဲ့ပါကျွန်တော်ရေကူးဆုံးဝင်လာလိုက်တယ်အဲ့လိုစိတ်ကြီးဟာပါတော့မှာပဲကိုတောင်းအဲ့လိုမျိုးတော့ဝင်လိုက်ခဲ့ပါတယ်အဲနောက်တစ်ခါတော့ stationery ဗောနော် stationery ကျတော့အဲဒီမှာလည်းရှိပါတယ်ကျောင်းမှာဆိုလို့ရှိရင်လည်းပေးရဗောနော်ဘောပန်နေပါတယ်ဒါပေမဲ့ကျွန်မတော့တိချအောင်ခဲဖြတ်တော့ခဲအန်ချွန်စားတော့အဲ့လိုမျိုးအကုန်ဝယ်ခဲ့ပါတယ် ဒါတော့ကျမမလာခင်ကုန်ကြတဲ့ဈေးပေါ့နော်တကယ်ချင်းလေးကိုချွေးရဈေးတော့တောင်းတော့မဟုတ်နဲ့ဒါမဲ့အဲ့လောက်ပေါ့နော်ဆိုပြီးတော့ထိလိုက်ပါတယ်ပြီးလို့ရှင်တော့ကျမဒါသွားနေပသက်ပြီးတော့ပေါ့နော်ထိထားဖြစ်ပါတယ်ကျမအခုပြောနေရတာက organize ဆုံးမဖြစ်ဘူးပေါ့နော်ဒါမဲ့အသွေးနည်းနည်းပို့ပြီးတော့ပေါက်လာမယ်လို့ကျမထင်တယ်ပေါ့နော်အဲ့တော့အဝေလာလိုက်တယ်ဒီမှာလေးရှိရပေါ့နော်အဲ့ကွာကျမခုနကပြောတဲ့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ laptop နဲ့ပတ်သက်ပြီးတော့ low end accessory earphone ပါမယ်ပြီးတော့ဒီအဲ ဘာလဲနောက်တစ်ခုက power bank power bank နေပါမယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်မကုန်ချဆေးရှိတဲ့ adapter ရှိရဲ့ carphone cover တွေကကြောလေး spirit မှာဆိုပေါ်အဲ့လိုအဆင်ပြေပေါ့နော်ဝယ်ရတာလေ US မှာလည်းရှိတယ်ဒါပေမဲ့ဈေးကြီးရပေါ့နော်မာလိုက်တော့ရရတယ်အဲ့တော့ cover လေးလက်လာလေးတွေကလေကိုရီစီမှာပို့ပေါ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးဝယ်လာခဲ့တယ်နောက်တစ်ခုကတော့အဲ print ထုတ်လာခဲ့ပါဒီကိုရဲ့ license ပုံလေးလေဒီမှာလဲလုံလို့ရပါတယ်ဒါမဲ့ကိုကတော့ safe ဖြစ်အောင်ပေါ့နော်ကိုမှရှိရဟာတက်ခါလေးပေးလိုက်ရအောင်ကျွန်တော်တော့ license ပုံယူထားတယ်နော်လမပလင်လမပဲသူ့ရဲ့ US ဒီရှိရလေ requirements တွေစံနှုန်းတွေရှိရအဲ့ဒါနဲ့ချိန်မဖြစ်လာခဲ့ပါပြီလို့ရှင့်လဲကိုအိမ်မှာကိုရဲ့မိသားစုနဲ့အမတ်တရားပုံလေးတွေလည်းပြင်ထုတ်ရင်ထုတ်လာခဲ့ပေါ့နော် အဲ့လိုမျိုးစသဖြင့်ဒီမှာပဲထည့်လိုက်ပါတယ်ပြီးလို့ရှိရင်တော့အရေးကြီးရနောက်တစ်ခုကစာရွက်စာတန်းนี่မမေ့ပါနဲ့ကိုယ့်ရဲ့စာရွက်စာတန်းนี่အကုန်လုံးထုတ်တဲ့ခအဲ့ဒါလေးရှိရပါတော့အဲ့တော့ကတော့ကျွန်မအကုန်ကြာတလောက်ပဲပေါ့နော်ဆိုတော့ဒါကတော့ကျွန်မအကြံအားဖြစ်ကုန်ကြတဲ့ဇယိတ်တွေပေါ့နော်ဒီ US ကိုမလာခင်အဲ့တော့ကျွန်မဒီဟာလည်းပြီးသွားပြီဆိုရင်ကျွန်မတခါလေอืมဟိုထုတ်လို့ရပြီဟိုစာတွေပစ္စည်းအကုန်လုံးထုတ်ပြီးတော့ကျွန်တော်တို့အစင်းနေဖြစ်ပြီပေါ့နော် ဲတော့ကျမပြောသားလို့ပဲကျမပြောရတဲ့ဟာတွေကအစင်လိုက်လဲဖြစ်ချင်မှဖြစ်မယ်ပြီးလို့ရှင့်လဲလိုအပ်တာတွေလည်းရှိမယ်ပေါ့နော်ဒါမဲ့ဒီဟာကတော့ကျမကုန်ကြခဲ့စိတ်တွေဖြစ်ပါတယ်ဒါကလည်းအကြံဖြင်းဟိုလူတိုင်းပေါ့နော်ကုန်ကြမဲ့စိတ်ဖြစ်တယ်ဒီထက်ပုံလဲပုံမဲ့ရော့ရင်လဲရော့မဲ့ကိုပုံမူတည်မဲ့ဘောနော်ဘာလို့လဲဆိုတော့ကျမဒီကပစ္စည်းရေဆိုလို့ရှင်ဒါကအကုန်လုံးကကျမတို့ ထုတ်ပိုးတဲ့ကိစ္စတွေဆိုတော့လေဒါကိုလိုတဲ့အလျောက်ပေါ့နော်ဒါမဲ့အပေါ်မှာပြထားတဲ့ဒီ service fee ဒီ SS DS160 fee တို့အကျော် fix ဖြစ်တယ်လေနော်အခု solution တော့ tomorrow ဒီ total အနေနဲ့ solution ရော USD နဲ့ဆိုရင်တော့1180အလောက်ကုန်တယ်ပြီးလို့ရှိရင်တော့မြန်မာငွေနဲ့ဆိုလို့ရှိရင်10သိန်းကျော်ကုန်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ USD မှာလည်းကိုယ့်ရဲ့အနှုံးမှုတီးပြောမှာ agent add တယ်ဆိုလို့ရှိရင်လည်း agent fees တွေပေါင်းပေါင်းရမယ်ပြီးလို့ရှိရင် flight fee ကပိုတယ်ဆိုရင်လည်းပကောင်တော့မယ်ပေါ့နော်2000လောက်ဖြစ်လဲဖြစ်မယ်ပြီးတော့ဒီမြန်မာငွေကျတော့ပို့ပြီးတော့တွက်ရလွယ်မယ်ဘာလို့လဲဆိုတော့ရှင်ရင်ကျမပြောပြပေးသွားတဲ့အထင်မှဆိုရင်ဒါကိုလိုတဲ့ပစ္စည်းတွေအတွက်ပြင်ဆင်တာတွေဖြစ်နေရဲပေါ့နော်အဲ့တော့ကိုကလည်းဒီထက်ယော့ရင်လည်းယော့မယ်ဒီထက်တုံးရင်လည်းတုံးမယ်ပေါ့နော်ဒါမဲ့ကြည့်ပြီးတော့ခက်မှန်လို့ရမယ်လို့ကျမထင်တယ်ပေါ့နော်ဆိုတော့ အပါစီမပါလို့လဲဆိုရင်ကျွန်မ taxi ခါမပါဘူးပေါ့နော်ကျွန်မ taxi ရန်သုံးတယ် taxi သုံးရတယ်ပေါ့နော်အဲဟိုသွားလိုက်ဒီသွားလိုက်ပြီးတစ်ခါထဲသွားမပြီးအဲ့ဆိုတခါတခါသွားရဆို taxi ခါလည်းတသိန်းတော့ရှိမယ်မဲ့တူပါတယ်ကျွန်မမတ်ထားခဲ့တော့ပေါ့နော်မပါအောင်ဖြစ်နေပါတယ် ဒါကကြတော့ဘယ်သူဘယ်လိုလူတွေအတွက်လဲဆိုလို့ရှိရင်ကိုကကိုရှောင်းမဲ့သူတွေအတွက်ဖြစ်တယ်အကယ်၍ကိုက agent တွေနဲ့ရှောင်းမယ်ဆိုလို့ရှိရင်တော့ဒီထက် fees ကပိုများမှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် agent တွေကိုပေးရတဲ့ fees တွေရှိမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီထက်တော့ပိုပြီးတော့များနိုင်ပါတယ်ဆိုတော့အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်မမှာပေါ့နော်ဒီနောက်ထပ်လာမယ့်ဗီဒီယိုမှာဘာအကြောင်း ပြောပြပေးမလဲဆိုလို့ရှိရင်တော့ဘာတွေထုတ်ရမလဲဆိုရင်ဒီထက်ပိုပြီးတော့ နည်းနည်း details ဖြစ်တဲ့ကျွန်မဒီ luggage အတွက်ပေါ့နော်။ဘာကြီးထည့်ရမလဲဆိုတော့အကြောင်းအရာကျွန်မပို့ပြီးအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီမှာဆိုရင်ကျွန်မနည်းပပပဲအလိုမျိုးဟိုအကြံဖြစ်မဲ့ပြောပြပေးသွားရပေါ့နော်။ဒါမဲ့အဲလာမဲ့ video ပေါ့နော်ကျွန်မဆက်ပြီးတော့လုပ်ဖြစ်မဲ့ video မှာတော့ကျွန်မပို့ပြီးအသေးစိတ်လုပ်ပေးဖို့ရှိပါတယ်လို့ဆိုတော့ ကျမပြောပြပေးသွားတာကိုနားလေမယ်လို့ထင်ပါတယ်။ကျမပြောနေရတော့ဟူရောက်လိုက်ဒီရောက်လိုက်တော့နည်းနည်းတော့ဖြစ်နေရပါတော့။ဒါပေမဲ့အကျဉ်းဖြစ်တော့ခက်မှန်လို့ရမယ်လို့တော့ထင်ပါတယ်။ဆိုတော့တခုခုမေးချင်တာသိချင်တာမရှင်းလင်းတာရှိလို့ရှိရင်တော့ comment box မှာ မေးသွားပေးပါလို့ပြောချင်ပါတယ်။ကျမပြောရတဲ့အထင်မှာအမပါသွားရင်လို့ရှိရင်လည်းခွင့်လွှတ်ပေးပါလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်။ဆိုတော့နောက် video လေးမှာ ပြန်ပြီးရောသိပါမယ်ရှင်။ Bye bye ။